အမှန်တမ်းပြောလာရာဒဗရီသချင်းနေအများကြီးနားမထောင်ဘူးဒါပေမဲ့အစထင်လိုက်တာ blue jeans ရဲ့သချင်းလာရာဒဗရီလို့တင်ပါရှင်းလာပါတော့ခဏတွေ့လိုက်တဲ့ list ထဲမှာ oh blue jeans ရဲ့သချင်းနာမည်ကြည့်ရထင်တယ်လို့ blue jeans လည်းနားထောင်ပြတယ်ဒါပေမဲ့သူတို့ evan လောက်အခွေလောက်ဒီဒီနားမထောင်ပြတော့ oh ရှိရင်လည်းရှိမှာပေါ့လေဒါတင်စားပြီးတော့ဆိုလို့ထင်တယ်တကယ်တော့မဟုတ်ဘူးလို့လို့လို့ဟုတ်ပြီတပောက်ပြီဟာ ျွန်တော်တို့ရဲ့ R&D Studio by Riot ရဲ့ Fashion Playlist ဆိုရယ် program ကနေပြီးတော့ music ကို fashion ဖြစ်တဲ့အဲသူတွေအတွက် season ပေးရဲ့ season ပေါ့နော်ဆိုတော့ဒီ season မှာဒီအပတ်အတွက်ကတော့ကျွန်တော် GG နဲ့အတူတူအဲ stylist ယူကိုဆန်းနေပြီးတော့နားထောင်ပေးတဲ့ခြင်းတွေအကြောင်းကိုကျွန်တော်တို့ဆွေးနွေးကြမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ယူကိုမင်္ဂလာပါမင်္ဂလာပါကိုရှင် easy ပဲမလားနေကောင်းတယ်မလား နင်ကောင်းပါလေကိုရှေရောကောင်းပါလေဟိုကဘာတွေလုပ်ဖြစ်လဲဒီဒီတော့တွင်အဒီတော့တော့ commercial တွေများတယ်အဲ commercial တွေပါပဲအဲ now series လေးတခုလုပ်ပေးနေရဟုတ်ဆိုတော့တချင်းနေနားထောင်ပြလားနားထောင်ပြတဲ့တချင်းကတော့အမြင်နားထောင်တာတချင်းကြိုက်တဲ့ထဲမှာပါတယ်ပေါ့ပါတယ်ပါတယ်ငိုလင်းတာနဲ့တချင်းတန်းနားထောင်တာပဲဆိုတော့ကြိုက်ပါတယ်တချင်း Okay အဲ့ဆိုရင်တချင်းနေ ဘယ်သင်းနေနားထောင်ပြစ်လဲအဲ့ဒါလေးနည်းနည်း share ပေးပါဦးอืมတချင်ညအစုံမင်္ဂလိတချင်ညမာချီကိုရီးယားတချင်အကောင်လုံးမနားထောင်တယ်အဲဒီတလောနားထောင်ပြတာအခုတချင်နေလဲနားထောင်ပြတဲ့ကိုရှိသားလေးပေါ့အဲပြာအယူနားထောင်နေအစုံနောက်ထွေးရင်တချင်လဲယူကြိုက်တယ်ပြီးရင် အဲ Ariana Grande ရောဘာရောအဲစုံမနားထောင်တာများတယ်အလိုဟိုရှေ့ရင်တော့တချင်းနဲ့လည်းနားထောင်တယ်ဒါဆိုရင်အဲဒီ fashion playlist အစီအစဉ်တို့ပေါ့နော်ဒီကိုရွေးထားတဲ့တချင်းတွေအများကြီးရယ်လေဆိုတော့အဲ့ထဲကမှအဲကိုတကယ်နှစ်သက်တဲ့တချင်းတချင်းအဲငါးဘုတ်တန်းဒီခြောက်ဘုတ်တန်းဒီအဲမူလိုင်းလာတို့အဲ့အလေးကိုလည်းနည်းနည်း share ပေးပါဦးနံပါတ်၁က the man who can be moved ဆိုတဲ့တခြင်းသူက the script ကဆိုထားတာအဲအဲ့ဒါတော့အဆွေတခြင်းလေးပေါ့နောက်တစ်ပုတ်က အကလိုင်းနဲ့ဟေလီတို့ညီမနှစ်ယောက်ဆိုထားတဲ့ ungodly hour now နံပါတ်3ကတော့ hugo ရဲ့ red flag red flag ကတော့အဲချင်းပင်နေရနားထောင်နားထောင်ကြိုက်တယ်အဲသူဆိုတဲ့ပုံစံတချင်းစာသား music arrangement ကိုအကုန်ကြိုက်တယ်အဲအကြောင်း red flag ကတော့အမြင်နားထောင်တယ် now နောက်နံပါတ်၄ရကြတော့ယိုရုံငေလေးဦးမှာတချင်မမှုမမှုရဲ့မျက်စိမိတ်ချစ်နေမယ်ဆိုရယ်တချင်အဲ့တချင်လေးရကြတော့အရင်အေးပြီးတော့ဟိုဒီဟိုတကယ် fall in love ဖြစ်နေတဲ့အဲပုံစံမျိုးလေးဆိုထားဆိုတော့အဲ့ဒါလေးကချစ်ဖို့ကောင်းလို့ပေါ့နော်။နောက်ငါးပုံရကကြတော့ဂျိုဂျီရဲ့ Kimmy Love အဲ့ဒါကြတော့အမ် 嗯သူဆိုထားတဲ့ပုံစံရောသွားထားတဲ့သချင်းပုံစံရောအရင်ကြိုက်တဲ့ Beijing နားထောင်နားထောင်အမြင် favorite ပဲအဲ့ဒါကြောင့်အဲ့တပုတ်ကိုလည်းယူထားတယ်ပြီးတော့အဲ6ပုံမြောက်ကခင်ပိုးပကြီးရဲ့ Until We Meet Again အဲ့ဒါချင်းအကြတော့ရုပ်ရှင်စကားတစ်ခုအတွက်ဇဝင့်တေးဖြစ်သုံးထားတဲ့ဟာပေါ့နော်ပြီးတော့ Adele ရဲ့ When We Were Young အဲ့ဒါအကြတော့ အဲဒါကတော့လူတော်တော်များလည်းကြိုက်ကြမှာပါဒီသချင်းကိုအစိုးရတော်တော်များလည်းကာဗာရီပြန်ဆိုကြတယ်စာသားတွေကအရန်လေးနဲ့ပြီးတော့လွမ်းဆွတ်တန်းတားစရာအရန်ကောင်းတယ်အဲအတက်ကြီးလာတဲ့ဆုံးတွေဒီသချင်းလေးပြန်လာတော့ online သူတို့ငယ်ဘဝအဲချစ်ခဲကြိုက်ခဲကြတဲ့အကြောင်းလေးပြန်တွေးမိပြီးတော့ဂျီနူးနိုင်နဲ့ငိုနိုင်နဲ့အဲအဲ့လို feeling လေးပြီးတဲ့သချင်းပေါ့နော်အဲအကြောင်းအချင်းလေးကြိုက်တယ်ပြီးတော့ Mary ပြန်ဆိုထားတဲ့သချင်းမျက်နှာများတဲ့မောင်ဆိုတာ ရုံးငငယ်ရောကအေဂျင့်မီဆိုထားပါတော့ငငယ်ရောကလည်းအမတွေအတော်တွေပွင့်လို့အေဂျင့်မီဆိုတဲ့ဟာကိုအရန်ကြိုက်ခဲ့ရတယ်နားထောင်နေရတယ်ကြီးအခုဒီနောက်ပိုင်းကျတော့မေရီပြန်ဆိုထားတယ်ဖာရှင်တစ်ခုလုံးကြိုက်တယ်မေရီဆိုထားတဲ့ပုံစံတွေကလည်းတချို့ပျက်စီးသွားပြီးစေပဲနဲ့ပိုကောင်းသွားစေလို့ခံစားရတယ်အဲနောက် Presley ပေါ့ Elvis Presley ရဲ့ Wooden Heart အာ အိမ်ကအဖိုးတို့အဖေတို့အမြဲတမ်းညီလေးညီသားရှိရတဲ့ချင်းမလို့အဲ့ဒါချင်းကကိုနဲ့ငငယ်ကလေးကဟိုရှင်ဒီကြောင့်ရှိခဲ့တယ်အဲနောက်တစ်ပုတ်ကစိတ်ပုံများပေါ့ One Year Last Christmas Last Christmas ကတော့ဟိုတကွာလုံးကလူတွေအကုန်ပြန်ဆိုကြတယ်အဆိုတော်လည်းပြန်ဆိုကြတယ်ဒါပေမဲ့ဒီ One Year Version ကတော့အကြိုက်ဆုံးပေါ့နော်ဒါ Ariana Grande တို့ပါလို့ဆိုတာလည်းကြိုက်တယ်နောက်တစ်ပုတ်က Eric Nam ပေါ့ Korean အဆိုတော်သူ Eric Nam က ဟိုအချစ်တချင်းချစ်ချိုလေးဆိုရင်အရင်ကောင်းလေသူဆိုထား perhaps love ဆိုတဲ့တချင်နာ BG18 ရဲ့အချစ်ပေါ့အဲ BG18 ရဲ့အချစ်ကကြတော့ um လူတိုင်းခံစားနေရတဲ့အချစ်ကိုပုံစံမျိုးစုံနဲ့ဟိုပြထားတော့အလူတိုင်းနဲ့ကဘယ်လိုပြောရမလဲခိုက်တယ် connection ရှိတယ်ပေါ့နော်ဒီတချင်နဲ့ကပြီးရင်ဘယ်ခက်ဘယ်ခါမဆိုရိုးမသွားနိုင်မဲနဲ့အမြဲတမ်းရင်ကိုထိစေတဲ့တချင်မျိုးလို့ခံစားရတယ်အဲအဲအကြောင်း အဲ့အချစ်ကိုလည်းအမြင်ကြိုက်တယ်ပြီးတော့နောက်တစ်ပုဒ်က twin တင်ရပြန်မလာတော့ဘူးကွယ်အမ် twin တင်ရတခြင်းတွေကတော့ရွေးမဲ့ဆိုရွေးရအရန်ခက်တယ်အကုန်လုံးအရန်ကောင်းတဲ့တခြင်းတွေပဲဖြစ်ခဲ့တယ်ဒီပြန်မလာတော့ဘူးကွယ်ရကြတော့အမ်စာသားတွေသူဆိုထားတဲ့ဂယုနာတန်လေးတွေအလိုတနာစရာကောင်းပြီးအချစ်ကိုခံစားရစေတယ်အဲအဲ့ဒါကြောင့်တိုက်တယ်ပေါ့နော်နောက် planetary ရဲ့ blue jeans သူလာနာတော့ ဟိုတချင်းနေဟိုသူ့တချင်းဟိုသူ့ပဲဆိုလို့ရတာလीเนาะဆိုတော့အဲသူ့သူ့ဆိုလို့ပဲကြိုက်သွားတယ်မှာဒီတချင်းအဲ့ဒီတချင်းစာသားတွေလည်းကြိုက်တယ်ပြီးတော့နောက်ဆုံးတစ်ပုဒ်က Weezer ရဲ့ Island in the Sand Island in the Sand ကတော့ ဲကိုဂျူလတိမှာပေါ့နော်အဲ2000ဝင်းချင်းလောက်ကဆိုလို့ရှိရင်လူငယ် movie တွေအားလုံးထဲမှာလုံးဝမပါမဖြစ်တဲ့တခြင်းလို့ဖြစ်နေရတယ်ရုပ်ရှင်တိုင်းဒီဘက်မှာသူကဇာဝင်တခြင်းပဲဟိုယူရိုငငယ်ကအရန်ပောက်ခဲ့အရန်ကြိုက်ခဲ့ရတယ်ဒီတခြင်းလေးကြားရင်ကိုဟိုပျော်စရာအချစ်ကိုလိုခံစားရစေရအဲ့လို feeling တွေရလို့တခြင်းလေးတွေဒါအာယူယူတာဆန်ဟာပေါ့ပေါ့တော်တော်စုံနေဟိုဘလို့ခေါမလဲနိုင်ငံနေလဲစုံနေပြီးတော့ဟိုအမျိုးသားတွေလဲစုံနေအဲ့လိုမျိုးဒါမှ ဒါမဲ့ပြန်ပြီးကြည့်လိုက်တဲ့အချိန်မှာအရင်အဲ့လိုဘယ်လိုမှခစ်အရင်ဆန်တဲ့ဟာတော့တိတ်တိတ်မရှိဘူးတိတ်ပြီးတော့အရင်နားမထောင်ဘူးဥမာခစ်မရင်ဆန်ဆိုဥမာ K-pop မှာသူ K-pop အာဒီ group တွေဒီ main ကလေး group ယောက်ျားလေး group အဲ့ဒါတွေအဲ့ဒါတွေတိတ်မပါဘူးပေါ့နော်ကြည့်ရတာနည်းနည်းဘယ်လိုခေါမလဲ classic ဖြစ်တဲ့ classical ဖြစ်တဲ့ဟာကြီးများတယ်ပေါ့လေနော်အဲ့လိုမျိုးတော့တွေ့ရတယ်ဆိုတော့အဲ့ဒီကမှ benzene နေဆိုတော့ပို့ပြီးတော့ဟွာဖြစ်လဲပေါ့နားထောင်ဖြစ်လဲငါးဘုတ်လောက်ပေါ့ 음အဒီစာဘုတ်ထဲကပြန်ရွှေ့ရမယ်ဆိုလို့ရှိရင်တော့အဲခုနပြောခဲ့ထူးဝင်တင်ရဲ့ပြန်မလာတော့ဘူးခွန်းเนาะသူ့ရဲ့သူ့ရဲ့အတန်လေးကနားထောင်လိုက်တဲ့အာဘယ်လိုပြောရမလဲဘယ်လိုချွတ်ချိုလေးပေါ့နော်စိတ်စိတ်ကအေးသွားစေပြီးလို့ရှိရင်အဲတချင်းစာသားတွေကိုလည်းအဲ့ထဲမှာပါတချင်းစာသားတွေကိုလည်းအရန်ကြိုက်တယ်အဲ့စာသားတွေကိုသူ့ဆိုထားတဲ့ပုံစံနဲ့သဘောကျတယ်ကိုလိုချင်ငယ်ဆုံးအရာ ဝါမချစ်ချင်းမြတ်တာရာရင်ပိုင်ဆိုင်တွင်မရှိတော့ဆွေကိုရပြန်နားအောင်ကြည့်တော့ဒီသချင်းတွေကအာဘယ်လိုခေါ်မလဲရိုးတစ်ခုမှရှိရပေါ့အများနဲ့နေတယ်မှာသူသူ music တွေဘလောက်ပဲအဲအဲခက်တွေပြောင်းပြောင်းတည်မှာ update တွေ upgrade တွေဖြစ်ဖြစ်ဒါမဲ့အာဘယ်လိုခေါ်မလဲဒါကြီးကတော့ဘယ်တော့မှပြည်မလားရိုးရယ်လည်းပြောလို့မရဘူးစမ်းတယ်လည်းပြောလို့မရဘူးသူတို့တော့အမြဲတမ်းရှိနေမဲ့တခြင်းတွေဆိုတော့လေဒါတွေကတော့ အများအားလက်ခံနေရမှာတခြင်းတွေပဲဆိုတော့နောက်တစ်ပုတ်အနေနဲ့ဆိုရင်ရောဘယ်တခြင်းလေးဖြစ်မလဲနောက်တစ်ပုတ်ကကြတော့သူကိုရဲ့ red flag ပေါ့နော်ရန်ကိုရဲ့ red flag ကိုဘာလို့ရွေးရလဲဆိုတော့ရှိုးက kick ကိုထင်ဟက်စေရဲ့တခြင်းတွေဝတ္ထုတွေရုပ်ရှင်တွေဆိုအရင်တော့ကြာအဲကြောင့်မို့အခုကိုယ့်ရဲ့ဒီတခြင်းအကြောင်းတော့တခြင်းမှာနောက်နှစ်တွေအများကြီးခြောက်အောင်ပြန်လာထောင်လိုက်လို့ရှိရင်အော်ဒီ kick က ဒီ red flag ဆိုတဲ့စာသားလူငယ်ကြားထဲမှာခက်စားခဲ့ရပဲအုံပြူတာများခဲ့ရပဲဒီဒီပဲလဲဘလို့လေးဆိုပြီးတော့ဒီခက်တခိရဲ့အနေထားကိုထင်ဟက်စေလို့အဲ့တခြင်းလေးကိုကြိုက်တယ် She's a red flag mainly ni ha tam ma lu ai ni ni ga ta ta phone ni call the summer pian lu do yin ga ko sa pya lightly really that twa pee di bon ni chen ye lu wai pi ja de ma che she red flag now now the phone ni ne ja yin ောက်တစ်ပုံကတော့ဟောပေါ့ကိုရီးယားအခုနယူပြောရဲကိုရီးယားဆိုတော့ Eric Nam သူရဲ့ perhaps love ဆိုတဲ့ချင်းအဲ့တချင်းဟာရိုးငယ်ကအရန်ကြိုက်ခဲ့ရုပ်ရှင်တစ်ခုရှိတယ်။ဟောပေါ့အဲဒီဒီဘက်ခင်မှာပဲဘယင်စနစ်ကိုကျင့်သုံးနေတဲ့ပုံစံမျိုးပေါ့အဲ့ကိုရီးယားကအဲ့ကအရှိမင်းသားကအပြင်အကြောင်းသူနဲ့ကြိုက်တဲ့ဟာပေါ့ချူကနမေရောမေးဝိုင်းပါလေမသိဘူးအဲ့ဒါဒီညမဒီမှာတော်တော်ခက်စားခဲ့အဲ့ perhaps love ကအဲ့ရဲ့ဇာဝင်တဲ့ချင်းပေါ့နော် ော် Princess Hours လို့ခေါ်တဲ့အကန့်တပ်ပဲ။အဲ့ဒီ Perhaps Love ကအဲ့အကန့်ထွက်တော့အဲ့ဒီဆရာဘောကွဲပေါက်ခဲ့ရပါတော့။အအဓိကတော့အချစ်အကြောင်းပါပဲ။ချစ်ချစ်တယ်ပေါ့။ငါချစ်နေတာနင်ကဘာလို့အခုမှတိရလဲပေါ့ဒီရမလား။နှစ်ယောက်ချစ်တဲ့အချစ်တစ်ချင်းလေးပါပဲ။ဒီနောက်တစ်ပုတ်အနေနဲ့ကြာရင်ရော အာနောက်တော့ကယုံနာပြောတဲ့ Adele ရဲ့ When We Were Young ပေါ့အဲဒီ When We Were Young ကို Adele ဆိုထားလဲကြိုက်တယ်ပြီးတော့ဟိုပါလေ Taeyeon Taeyeon အဲ Girls Generation Taeyeon လေသူအဲ့လိုဘယ်နိုင်ငံလဲမသိဘူးသူခုခยีသွားတော့ကသူအဲ့လိုလမ်းပေးမှာဒီတိုင်းလေးထိုင်ပြီးစုံနေရဲ့ version တစ်ခုရှိသေးတယ်အဲ့ဒါလည်းအရင်ကြိုက်တယ်ဒီကကတော့ခုနကပြောသလိုပေါ့နော်အသက်ကြီးလာလို့ ဒီခြင်းလေးကိုပြန်နားထောင်လိုက်လို့ရှိရင်ငယ်ဘဝရဲ့အဲခြေရတဲ့သူနဲ့ပျော်ရွှင်ခဲ့တဲ့အချိန်ကိုပြန်တည်ရပြီးတော့ကြည်နူးစရာလွမ်းဆွတ်စရာငိုခြင်းစရာအဲအဲ့လို vibe ပြောပေးရပေါ့အဲအတမကြီးခင်လေဒီဒီခြင်းလေးနားထောင်လို့ရတယ်အတကြီးသွားတဲ့အချိန်လေဒီဒီခြင်းလေးနားထောင်လို့ရတယ်ခြင်းလေးကအင်းအဓိကတော့လွမ်းစရာပေါ့နော်လွမ်းရတာစိုက်စိုက်တဲ့လူတွေအတွက်ဆိုရင်တော့ဒီခြင်းလေးကတော်တော်ကောင်း I was so scared to face my fear Cause nobody told me that you'd be here. Now, so, the bone in there, it's a bit. နောက်ဆုံးတစ်ပုတ်အနေနဲ့ကဟိုပါ음 planetary ရဲ့ blue jeans ပေါ့ခုနက blueless blueless ကိုတွေးလိုက်တဲ့အချိန်မှာအော်အမှန်တမ်းပြော planetary သချင်းနေအများကြီးနားမထောင်ဘူးဒါပေမဲ့အစထင်လိုက်တာ blue jeans ရဲ့သချင်း လာတရေးလို့တင်ပါရှင်းလာပါတော့အဲ့ဒါတွေ့လိုက်တဲ့ list ထဲမှာအော် blue jeans ရဲ့တခြင်းနာမည်ကြည်ရထင်တယ်လို့ blue jeans ရဲ့နားထောင်ပြတယ်ဒါပေမဲ့သူတို့ evan လောက်အခွေလောက်ဒီဒီနားမထောင်ပြတော့အော်ရှိနေရှိမှာပေါ့လေဒါတင်စားပြီးတော့ဆိုလို့ထင်တာတကယ်တော့မဟုတ်ဘူးလို့လို့လို့ဟုတ်ပြီသဘောပေါက်ပြီဒါเออไอ้ไอ้ตะฉินอ่ะจ้ะรอโหสะทั่วขาซาอย่างไฉ่ขึ้นอ่ะตะฉินบ่เนาะตู้เย ဘလူးပြာသူတစ်စင်းလေးအများကြီးရှိတယ်ဒါပေမဲ့ဒီ blue jeans ကအာအရန်ကိုလာနာတဲ့ real sand နဲ့တစ်ချင်လို့ခံစားရအဆိုးပုံဆိုးပေါက်ခေါ်အဲတစ်ချစ်တပုတ်လို့ခြုံငုံကြည့်မယ်ဆိုရင်ရောပေါ့နော်ပြီးတော့အဲဒီတစ်ချင်ကိုညာအိတ်ခံနေကြရင်ရွာအမီးအကုန်လုံးအမောင်ပဲဘာသာမှမကြားရတဲ့အချိန်မှာငကြက်တက်ပြီးနားထောင်လိုက်လို့ရှိရင်သူ့အတန်းလေးအဲ ျက်စိမိတ်ထားလိုက်လို့ရှိရင်လောကနောက်ထပ်တခြားကဘာတစ်ခုကိုခေါ်သွားတယ်လို့ခံစားရတယ်။အဲ့ဒါငါပဲ over ဖြစ်နေရတာပေါ့နော်။ငါပဲအပူတွေရှောက်ပျော်နေရတာပေါ့မဟုတ်ဆိုပြ။ Alan Terry နားထောင်တဲ့ငွေချင်းတွေကိုမေးကြည့်တော့သူတို့စီကလည်းတူတဲ့အဖြေနဲ့ပြန်ချရတယ်ပေါ့နော်။ဆိုတော့ um အရန်ကြိုက်တဲ့ဒီတစ်ချင်းဟောအဲ့လိုမျိုးတခြားတနေရာရောက်သွားသလိုတခြားကဘာရောက်သွားသလို feeling မျိုးအမြဲပဲရဲ့။ ဆိုတော့အများကြီးလဲနားထောင်နေဟိုလိုအစွဲမရှိဘောเนาะဘယ်သူပဲဆိုတော့မရယ်ဆိုပြီးအစွဲမရှိဘောဟုတ်အဲ့လိုမရှိဘူးဂျိုကအဲခုနကကိုယ်ပြောသလိုမျိုးဟိုယူနားထောင်နေအခုဒီ list ကိုကြည့်လိုက် classic ပုံစံမျိုးများမယ်လို့ထင်ရတယ်ဘောเนาะဒါပေမဲ့ kick box size လဲအကုန်နားထောင်နေဘာချင်းထွက်ထွက်အကုန်ကြည့်ရအကုန်နားထောင်နေဘောเนาะဒါပေမဲ့အမြဲနားထောင်အမြဲကြိုက်နေတဲ့တခြင်းတွေကတော့ဒီလိုဘက်တွေပိုရောက်နေမှာပေါ့ playlist မှာတော့ဒါတွေများတာပေါ့ဒီလိုပုံစံတွေများတာပေါ့အဓိက အကိုကနောဆယ်ဒီမြန်မာနိုင်ငံနေနဲ့ fashion designer လုပ်နေတာဆိုတော့ဒီ artist တွေဒီအဆိုတော်တွေတဲ့က fashion နဲ့ရောသူဆိုရဲ music နဲ့ရောအဲ့လိုမျိုးနှစ်ခုစလုံးအတွက်စိတ်ဝင်စားဆုံးအာအနုညာရှင်ဆိုဘယ်သူဖြစ်မလဲအဲ့လိုမျိုးကိုသူ music video ထွက်လာရင်ပဲဖြစ်ဖြစ်အဲတခုခုသူထားပါတော့ပွဲတစ်ပွဲတက်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးနည်းနည်းကိုကအရင်စိတ်ဝင်စားစရာကောင်းတယ်လို့ကိုစိတ်တက်ခံစားရတဲ့အာအနုညာရှင်ရှိလားလောလောဆယ်ဆိုရင်တော့ အဲ့လို music video ထွက်လာရင်ကိုစိတ်ဝင်စားဆိုရင်တော့ chase ပေါ့အာလုံလုံနေတဲ့အချိန်မှာဆိုရင်အဲဘယ်လို music style တွေဘယ်လိုတခြင်းမျိုးတွေကိုနားမလဲဥမာအာဘယ်လိုဟောမလဲအာကို live ဆိုလို့ကောင်းတဲ့တခြင်းတွေရှိတယ်တချို့တခြင်းတွေကြတော့ live ဆိုရတာထက်နားထောင်ရတာ ပို့ပြီးတော့အဆင်ပြေတဲ့အချိန်ချင်းတချို့ချင်းတွေကြတော့ဒါဘာသာစကားခက်ခဲကြောင်ဖြစ်ဖြစ်ပါဖြစ်ဖြစ်တိတ်ပြီးတော့ live ဆိုလို့မကောင်းနားထောင်လို့တော့ကောင်းတယ်အဲ့လိုချင်းတွေလည်းရှိတယ်ချိုးချင်းတွေကြတော့လည်းအဲဒီမြန်မာချင်းတွေဆိုရင်တော့အရင်တော့အချင်းတွေဆိုရင်တော့ကိုရီးယားယာပြီးသားချင်းတွေဖြစ်တယ်ဆိုတော့အဲ့လိုမျိုး live ဆိုရတာ live live ဆိုလို့ကောင်းတယ်ပေါ့နော်တခြားအဲဒီကိုရီးယားချင်းဆိုကိုရီးယားချင်းမူရပေါ့နော်ဘလို့ချင်းတွေဆိုရင်မူပို့ပြီးတော့ဖြစ်စီလဲပေါ့အဲ အာရှိုအအဓိကအပြင်အလုံးလုံးနေတဲ့အချိန်တွေမူပုတ်တွေပါလုံးနေတဲ့အချိန်မျိုးဆိုရင်တော့မင်းကလေးဆိုတော့တွေမင်းကလေးဆိုတော့တွေအချိန်တွေနားထောင်ပြတာများရတယ်အာအာနည်းနည်းဟိုမင်းကလေးစံပြီးတော့ဘယ်လိုပြောရမလဲအကီတဲ့တခြင်းမျိုးပေါ့နော် Ariana Grande မျိုးပါလို့ Beyonce မျိုးကီရဲ့ဆိုတော့ပြောရမလဲအာ ိုဟိုပဲများပြီးဆိုတဲ့သချင်းမျိုးကြီးပေါ့သိရမလားအရင်မိတ်ကလေးစံပြီးတော့အဲ့လိုချင်းမျိုးကြီးဆိုရင် live solo လည်းကောင်းတယ်ကို့ကို move move ပေးရလည်းကောင်းတယ်ကိုကဒီ main ကလေး website main ကလေး agency လုပ်နေရဆိုတော့အဲ့ဒီ main ကလေး move ပုံဝင်တာပေါ့ဒီအဲ့ဒါဆိုလို့ရှိရင်တော့အဲ့အဲ့ဒီအလုပ်ချိန်ဆိုရင်တော့အဲ့လိုချင်းလေးခွင့်ထားနားထောင်တာ live ဆိုတာမြင်ရတယ်အင်္ဂလိပ်အင်္ဂလိပ်တချင်တွေများပါတော့ဘာလို့လဲဆိုတော့ကိုရီးယားချင်းတွေပါကြတယ်ကို live ဆိုလို့မှများဟာဝဝဝပဲရှောက်အောင်လို့ရတယ် အော်အကို reflect အကြောင်းယူကပြ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 ီးဆိုတော့ဟိုအကိုလည်းဒီအကိုတို့ဖန်တီးခဲ့ရဆိုတော့ဒီတခြင်းလေးကိုဒီစကလုံးလေးကိုဘယ်ကနေဘလို့စပြီးဖန်တီးလို့စိတ်ကူးဖြစ်သွားလဲလှုပ်ဖြစ်သွားလဲအဲ့လေပြပြပါလားဆိုတော့အော်ဒီတခြင်းနဲ့ပတ်သက်ပြီးရတော့အမှတ်တရရတော့အများကြီးပဲဒါပေမဲ့ညံဟုကိုအနေနဲ့ကသူ့ကိုလည်းမြေပြောပြပါတယ်ရန်ဟုကကအဲသူ့ကိုအားပေးတဲ့ပရိသတ်တွေကလည်းဒီလိုခက်ခက်ကိုထင်ဟဲစေတဲ့ အဲသူတွေများရယ်ခစ်ခစ်ကိုအဲခစ်ခစ်ကြီးရေးစင်းကြောင်းတော့မှအများတန်းရှိနေတဲ့ audience ကများရယ်ဆိုတော့သူဟိုးအရင်စပြီးတော့ဟိုရင်းနှချင်းနေစလုပ်ခရေရသူစလုပ်ခရေ ODD ရောပါဘူးဆိုလဲဒါခစ်အဲ့ခစ်အချိန်နေမှာအာဒီအင်္ဂလိပ်တွေရဲ့အာဒီ hashtag မှာတုံးတဲ့အရာတစ်ခုကိုပဲလုပ်ဖြစ်ခဲ့ကြတာဒီဆိုတော့ဒီအချိန်နေမှာလဲဒီဒီ reflect အကြောင်းအရာတော့သူစဉ်းစားလာတာပါအဲ့ဒီခေါင်းစဉ်ရောပါအခြေတော့ ODD တို့ အဲ့အရှိအရှိခစ်ကအရှိအဲ့အဲ့သူစပေါ်ခါစားတော့ကတော့ကိုကြီးစဉ်းစားပြီးရဲ့အကြောင်းအရာတွေသူကရေးတယ်ပေါ့နော်အခုဒီ reflect ကတော့သူ့ဘာသူစဉ်းစားလာတယ်သူ့ဘာသူ frame တည်လာတယ်ပေါ့နော်ဆိုတော့ဒီသင်းကအဲပြီးတော့ဒီဒီသင်းမှာဒီ kind music style ကလည်းအဲဒီဘက်ကမှာအဲဟော့လာတဲ့ jazzy ဆိုတော့ music style ပေါ့နော်ဆိုတော့အဲ့အဲ့ music style လည်းဖြစ်တယ်ပြီးတော့သူရေးထားတဲ့ flow ပြီးအသုံးထားတဲ့အသုံးလုံးစကားလုံးတွေလည်း အရင်တော့ဆိုဒီကောင်တရှင်းရင်းနေတာအများအားဟိုအပြင်ဒီအပြင်ပြင်ရတယ်ဒါမှဒီချက်မှတော့ပြင်စရာသိမ့်မလိုခဲ့ဘူးသူ့ဘက်သူရေးလာတာပဲကိုကြီးက arrange လေးပဲနည်းနည်းနားထောင်လို့ကောင်းအောင်လုပ်လိုက်တဲ့သဘောပဲရှိရဆိုတော့တော်တော်လေးဟိုအပြင်ပြီးတော့ဒီ music video အစားကိုရှိပဲရိုက်ပေးခဲ့တာဒီ MacBook Sensor နဲ့အဲမမရရအဲ့ဒါအဲရှင်းနှစ်ကောင်2023ဖြစ်မှာထင်တယ်2023ဟုတ်တယ်2023မှာအဲပွဲဘန်ကောက်ပတ်တရားမှာပွဲတွေသွားသွားကြရင်လည်းအပြင်မှာ အဘန်ကောက်မှာရိုက်ခဲ့ကြတာပေါ့နော်အဲ့မှာမတ်ဘုံဆက်စားလည်းရှိရဆိုတော့သူ့ကိုဝင်ပြုတ်ဆောင်ပေးပါဆိုပြီးတော့ request လုပ်တော့သူကလည်းရတယ်ချမယ်ဆိုပြီးတော့အဲ့နဲ့ music video ကိုပါလုပ်ဖြစ်သွားပါဆိုတော့ဒီဘယ်လိုဖုံးလဲ audience နားထောင်ကျင်တဲ့လူတွေရဲ့အဲပတ်ဝန်းကျင်မှာခက်စားနေတဲ့ဆလန်တစ်ခုကိုပဲအထုတ်နိုင်တဲ့အတွက်ကြောင့်မလို့လူတွေအရန်သဘောကျသွားတယ်လို့ထင်တယ်ဆိုတော့တချင်းလေးကပွဲပိုင်းမှာဆိုတော့တော်တော်အောက်ကလူတွေအဲကြိုက်ကြတယ်ဒီလိုက်ဆိုကြတယ်တွေ့ရတော့အရန်ဝမ်းသာတယ်ပြီးတော့တချင်းပုံစံကလည်း အဲဘယ်လိုခေါ်မလဲအခုချိန်ဒီလဲခင်မိနေသေးရပေါ့ဆိုတော့အဆင်ပြေပါတယ်ဆိုတော့အခုလိုအဲ fashion playlist အစီအစဉ်မှာဝင်ပြီးတော့အဲ join ပြီးရအတွက်ကျေးဇူးအထူးတင်ပါတယ်ဆိုတော့အဲနောက်နောက်ပတ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 ်ဒီမှာလည်းဒီထက်ပိုပြီးတော့အဲစိတ်ဝင်စားစရာကောင်းတဲ့အဲ playlist တွေနဲ့အတူတူနောက် artist တွေနဲ့အတူတူကျွန်တော်တို့ပြန်ဆုံကြပါတယ်ဆိုတော့ကျေးဇူးပါကျေးဇူးလည်းကျေးဇူးတင်ပါတယ်ကျေးဇူးပါ ကျွန်တော်တို့ရဲ့ R&D Studio YouTube Channel ကို Like and Subscribe လုပ်ပေးဖို့ကျွန်တော် အားလုံးကိုဖိတ်ခေါ်ကြပါတယ်ဆိုတော့ဒီ season မှာလည်းဒီထက်အများကြီးတခြားသော guest တွေနဲ့အတူတူဒီလို playlist အစီအစဉ်တွေကိုထပ်လုပ်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးစောင့်မြင်ပေးဖို့ကျွန်တော်မြတ်တာရခဲ့ပါကြပါတယ်ကျွန်တော်အသေးကွေးနေတဲ့အချိန်မှာဆက်ခဲ့ရင်ကျွန်တော်ဒီမှာဒီညမှာရှိနေမှာမဟုတ်ဘူး။ တိရအဲ့လိုအဲ့လိုဘယ်လိုအောင်လဲတင်လို့ပဲဟုတ်တယ်တင်လို့ပဲလို့အဲ့လိုအာဟိုမှာ let's see go by လို့ပါတော့မှာအဲ့ဟာ UI UI